Man United သမိုင်းတလျှောက်စိုးဝါးဆုံးကစားသမားခေါ်ယူမှု10ခုနံပါတ်10 Tony Banibi ဧချက်ကနေပေါင်35တန်းနဲ့ခေါ်ယူခဲ့ပြီမဲ့လေမျောလင်းထွားတဲ့ခြေစွမ်းကို Man United မှာလုံးဝပြသခဲ့နိုင်မှာမဟုတ်ဒါကြောင့်ပုံမှန်ကွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပြီးတော့ Man United ကစားသမားဘဝဟာသူ့အတွက်လုံးဝအဆင်မပြေခဲ့ပြန်ပါဘူးခုလက်ရှိမှာတော့ Spain La Liga Club Girona မှာကစားသမားဘဝကိုဖျက်ဆီးနေပါတယ်ခင်ဗျနံပါတ်9 Manfred Depay 2015ခုနှစ်မှာနယ်သာလန်ကလပ် PSV ကနေပြီးတော့ပေါင်25သန်းနဲ့ခေါ်ယူခဲ့တဲ့ Manfit DB က PSV မှာတော့တော်တော်လေးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Premier League ရဲ့ကစားခံနဲ့လုံးဝလာရောညီထွေးမှုမဖြစ်ဘဲခြေစွမ်းပြောက်ခဲ့တာကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Man United မှာ200လီပဲကစားခဲ့ပြီးနောက်တင်းတစ်ကလပ် Lyon တင်းကိုရောင်းချခြင်းခံခဲ့ရပါတယ်။ Number 8 Quantum Fortune 1996ခုနှစ်မှာစပိန်ကလပ်အက်တလက်တီကိုမက်ထရစ်ကနေမန်ယူရောက်ရှိလာတဲ့ဖော်ကျုံးဟာ သင်းမှာ9နှစ်ကြာရှိခဲ့ပြီမဲ့လည်းဒဏ်ရာပြဿနာတွေကြောင့်ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့ကစားသမားတဦးလို့ဆိုရမှာပဲဖြစ်ပါတယ်။နံပါတ်9 BB 2020ပြည့်နှစ်မှာပေါင်9.4တန်းနဲ့ခေါ်ယူခဲ့တဲ့ BB ဟာမျောလင်းချက်တွေနဲ့ဝေးကွာခဲ့ပြန်ပါတယ်။မန်ယူမှာ၄နှစ်ကြာခဲ့ပြီမဲ့ပွဲစဉ်9ပွဲသာပါဝင်ကစားခွင့်ရခဲ့ပြီးဘာထူးခြားတဲ့စွမ်းဆောင်ရည်မှမပြသခဲ့နိုင်ပါဘူး။နံပါတ်6မစီမိုတိုင်ဘီ 1996ခုနှစ်မှာခေါ်ယူခဲ့တဲ့ဂိုးသမားတိုင်ပီဟာလီဗာပူးတင်းတဲ့ပွဲစဉ်မှာမှားရွေးမှုကြောင့်အမှတ်တရဖြစ်ခဲ့ပါတယ်။နိုင်ယူကစားသမားဘုရားမှာ၄ပွဲသာပါဝင်ကစားခွင့်ရခဲ့ပြီးပိတ်သက်တွေအတွက်အမှတ်ရစရာကောင်းတဲ့ကစားသမားတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး။နံပါတ်5အန်တိုနီမာရှယ်မာရှယ်ဟာပရီးမီးယားလိရဲ့အကောင်းဆုံးလူငယ်ဆုကိုရရှိခဲ့မှုပေမဲ့ဒန်ယာရီနဲ့သူ့ရဲ့ခြေစွမ်းတက်ကြမမှန်မှုတွေကြောင့်သူ့ရဲ့တန်ကြီးနဲ့မညီတဲ့ခြေစွမ်းကိုပဲပြသခဲ့ပါတယ်။ သူ့ရဲ့ကစားသမားဘုရားတက်တန်းတစ်လျှောက်လုံးမှာလဲမန်ယူပြိတက်တွေကိုစိတ်ပြတ်စေခဲ့တဲ့ကစားသမားတူဦးဆိုလဲမှားမှန်မထင်ပါဘူးခင်ဗျာနံပါတ်၄ဂျော်ဒန်ဆန်ချိုဒေါ်မွန်မှာရန်ကောင်းခဲ့ပြီးပေါင်83သန်းနဲ့မန်ယူရောက်ရှိလာခဲ့တဲ့ဂျော်ဒန်ဆန်ချိုဟာမန်ယူမှာခြေစွမ်းပျောက်ခဲ့ုံနဲ့မကနီးပြားနေပါပြဿနာဖြစ်ခဲ့ပါသေးတယ်လက်ရှိမှာတော့အက်စတွန်ဗီလာတင်းကိုအငှားနဲ့တွားရောက်ကစားနေပါနံပါတ်၃အန်တိုနီ ပေါင်တန်းတရာနီးပါးပေးပြီးခေါ်ယူခဲ့တဲ့ဒီဘရာဇီးကစားသမားဟာသူ့ရဲ့360ဒီဂရီလှည့်ပြတဲ့အလှပအပြင်အသင်းအတွက်တကယ်ရလတ်ကောင်းလို့ပေးဆွမ်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ကြီးမားတဲ့ပြောင်းရွှေ့ခြင်းနဲ့ပေးဆက်ရတဲ့လကနဲ့ညီများတဲ့ခြေစွမ်းကိုလည်းမပြသခဲ့နိုင်ပါဘူး။အခုလက်ရှိမှာတော့စပိန်လာလီဂါကလပ်ရီယယ်ဘတ်တစ်အသင်းကိုပြောင်းရွှေ့ကစားနေပြီပဲဖြစ်ပါတယ်။နံပါတ်1လက်စစ်ဆန်ချက်အာဆင်နယ်ကနေလွတ်ပြောင်းရွှေ့ခြင်းနဲ့ရောက်လာခဲ့ပြီးမြောက်ခလာစားအများဆုံးရရှိထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ။မန်ယူတင်းမှာခြေစွမ်းပိုင်းလုံးဝမပြသခဲ့နိုင်တဲ့အတွက်ဆိုးဝါးဆုံးခေါ်ယူမှုတွေမှာနံပါတ်1ချိန်နေပါတယ်။နံပါတ်1ပေါ်ပေါ်ပါ။စာညင်းနေပြောင်းရွှေ့ကြီးပေါင်း89တန်းနဲ့မန်ယူတကြော့ပြန်ရောက်လာခဲ့ပြီမယ်။မျော်လင့်ထားသလောက်ခြေစွမ်းကိုမပြသခဲ့နိုင်ပါဘူး။ရည်ချင်းရှိပေမဲ့လည်းဒံယာရီနဲ့ပြင်ပပြဿနာတွေကြောင့်မန်ယူသမိုင်းမှာဆိုးဝါးဆုံးခေါ်ယူမှုဖြစ်သတ်မှတ်ခံခဲ့ရပါတယ် ုတင်ဆက်ပေးခဲ့တဲ့မန်ယူသင်းသမားတွေရှောက်အဆိုးအဝါဆုံးကစားသမားခေါ်ယူမှု၁၀ခုတည်းဟာဘယ်ကစားသမားခေါ်ယူမှုဟာစိတ်ပြက်စရာအကောင်းဆုံးနဲ့ဆိုးအဝါဆုံးဖြစ်ခဲ့လဲဆိုတာကိုကွန်မန့်မှာရေးသားပေးခဲ့ပါဦးကြီးစုခံစားပေးခဲ့တဲ့ချစ်ပြည့်တဲ့ကြီးကိုထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်တစ်ခေါက်မှလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်